နာမည်ကြီးထိုင်ဝမ်ညစေရီလို့ပြောရင်ကျောင်းကျန်လမ်းပေါ်မှာရှိတဲ့ကဘာလက်ခီးသားတွေနဲ့စီကားတဲ့တောင်မြန်ညစေကလည်းတခုအပါဝင်ပါညစေဆိုတဲ့အတိုင်းတစ်နေ့လုံးတိတ်ဆိတ်နေတဲ့လမ်းကနေဝင်ရီတရောအချိန်မှာတော့တောက်ပါတဲ့မီးရောင်တွေဝေစာနေပြီးတော့ဖြော်ပြေးရင်းနဲ့အပန်းပြေဖို့အတွက်အချက်အချာနေရာဖြစ်လာခဲ့တယ်။အဲ့လိုမျိုးညစေတွေအများကြီးတဲကမှ လူတော်တော်များများမသိသေးတဲ့အခြားညစေလေးကတော့အော်ဂန်လို့ခေါ်တဲ့ညစေပါ။ ။ညာဈေးရှိတဲ့နေရာကို လူအနှဲငယ်သာတည်ရှိကြတာဖြစ်ပြီးဒါဟာလည်းတိတ်တော့မထူးဆန်းပါဘူး။အဲ့ဒီနေရာကတော့ကိုအင်ကအစိတ်အပိုင်းတွေကိုငွေနဲ့ရောင်းချလိုခြင်းဒါမှမဟုတ်ဝယ်ယူဖို့ရှာဖွေနေသူတွေကိုသာတည်တတ်ကြိုးစားနေတာပါ။၂022ခုနှစ်စောင်းရာသီမှာအဝေးအမည်ရှိတဲ့အမျိုးသားတစ်ယောက်ဟာစိုးဝါးတဲ့အခြေအနေတစ်ခုကို သူ့ကိုယ်တိုင်ဝန်မှန်းမသိဝင်မိသွားခဲ့ပါတယ်။မဖြစ်ချင်ပေမဲ့ ထိုင်ဝမ်ရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့လိမ်နေမှုတစ်ခုရဲ့သားကောင်သူဖြစ်လာခဲ့ရပါတယ်။ပြောရရင်2022ခုနှစ်နိုဝင်ဘာအစောပိုင်းမှာအဝေတယောက်ခက်ခဲတဲ့ကမ္ဘာဈေးကွက်အခြေအနေတွေကြားမှာအလောက်ရှာဖွေမှုကလည်းသူ့အတွက်စိန်ခေါ်မှုဖြစ်လာခဲ့ပြီးစိတ်တွေလည်းအတော်ဖိစီးနေခဲ့ရပါတယ်။သူစိတ်ညစ်စရာတွေနဲ့ကြုံနေရတဲ့အချိန်မှာကျောင်းနေဘက်ဟောင်းရှေးဆိုတဲ့သူစီက message တစ်ခုသူရရှိခဲ့တယ်။သူ့ကိုကမ်မောရီးယားမှာ တလားကိုဒေါ်လာ2သိန်းရနိုင်တဲ့အလုပ်နေရာတစ်ခုကိုသူမကမ်းလှမ်းခဲ့တယ်။အဲ့ဒီအထိဘာလို့ရမလဲဆိုတာအတိအကျရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒီလိုနဲ့2022ခုနှစ်နိုဝင်ဘာ၄ရက်နေ့မှာတော့မူလာရန်ကျောင်းအတန်းဖို့ဟောင်းရှေးကအဝေကိုပြန်လည်တွေ့ဆုံပွဲ အနေနဲ့တောင်းရံမှာချင်းဆူခဲ့ပါတယ်။အဝေရောက်သွားတဲ့အခါမှာတော့ ရှေးကိုဘာတစ်ခုမှရှိနေတာကိုတွေ့လိုက်ရတယ်။ရှေးကအဝေကိုအခုလိုပြန်တွေ့ရတာကိုစိတ်လှုပ်ရှားနေတဲ့ပုံစံမျိုးနဲ့အာတက်တရောနှုတ်ဆက်ခဲ့ပါတယ်။ညနေကလည်းစောင်းလာခဲ့ပြီးအဝေနဲ့ရှေးတို့တယောက်နဲ့တယောက်အဖို့ပြုရေမောရင်အချင်းတွေကုံမန်းမတီးကုံနေခဲ့ပါတယ်။သူတို့ဝိုင်းကိုဆန်အရက်ကလည်းဇက်တိုက်ဆိုသလိုလာချနေပြီးအဝေကလည်းဆန်အရက်ကလေးတောက်ပြီးနေနေတယ်။အဲ့ဒီအချိန်မှာတော့ရှေးကကမ်ဘောဒီးယားမှာအလားလာရှိတဲ့အလုပ်အကြောင်းကို စွမ်းမတ်စရာကောင်းအောင်ပြောဆိုနေခဲ့တယ်။အဝေက အလောက်ကအလားလာရှိတဲ့အကြောင်းအရာတွေကိုနားထောင်ရတာစိတ်လှုပ်ရှားနေပြီးပိုတောက်လာခဲ့တာ။နောက်ဆုံးရှေးရဲ့အတန်ကို သူမကြားတော့တဲ့အထိပါပဲ။အမှန်တော့ရှေးအခုလိုချင်းဆူရတဲ့လိုဝတ်ချက်တွေရှိပြီး ဒါရီကိုမသိလိုက်တဲ့အဝေကတော့ထောင်ချောက်သေးကိုရှောက်မှန်းမသိရှောက်သွားခဲ့တဲ့သားကောင်ဖြစ်ခဲ့ရပါပြီ။အသက်29နှစ်အရွယ်ရှေးကိုထိုင်ဝမ်မီဒီယာအပိုင်းဝိုင်းမှာ Scorpion Lady လို့လူသိညာပါတယ်။သူမကနာမည်ဆိုးနဲ့ကြော်ကြတဲ့ Snakehead Guy ဆိုတဲ့ရာဇဝတ် Guy တစ်ခုနဲ့ချိတ်ဆက်ထားတာပါ။ပုံမှန်အားဖြင့် Snakehead က တရုတ်နိုင်ငံကနေတရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတွေမှာပါဝင်ပတ်သက်သူတွေကိုရည်ညွှန်းပေးမယ်လေဒီကိန်းကပုံမိုကျေပြန့်တဲ့အခြားရာဇဝတ်မှုတွေနဲ့လည်းဆက်ဆက်မှုရှိပါတယ်အဝေးဘာမှအရက်မှုပြီးတော့မှောက်မသွားခင်ရှေးရဲ့ပြောချချက်အရာလက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့်သူကမောရီးယားကိုမထွက်ခွာခင်ကျန်းမာရေးစစ်ဆေးမှုအပြည့်အစုံကိုကုမ္ပဏီကနေ ဆောင်ရွက်မယ်လို့သိရှိရပါတယ်။ကျမ်းမာရေးစစ်ဆေးမှုဆိုတာတကယ်တော့ကိုရင်းအင်ကာစစ်ဆေးမှုလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။အဝေးတတိလစ်သွားတာနဲ့တပြိုင်နက်တည်းရှေးကသူ့ကို Snake Head Guy ခံကိုလွှဲပြောင်းပေးခဲ့တယ်။ဒီအလို့အတွက် ရှေး American Dollar 300ဝန်းကျင်ရရှိခဲ့တယ်လို့သိရပါတယ်။ရှေးကအဝေးထင်သားသလိုတငယ်ချင်းမဟုတ်ပဲလိန်ညာလှည့်စားတဲ့အယောင်ဆောင်သူတူပါ။အဝေးမတိုင်ခင်တခြားသူအများပြားကိုလည်း အခုလိုလိန်လေလှဲ့စားနေကြဆိုတော့အဝေဘသူမမြင်မြန်ဆန်ဆန်နဲ့လှဲ့စားနိုင်ခဲ့တာသူမအတွက်ခက်ခဲတဲ့ကိစ္စတခုတော့မဟုတ်ပါဘူးအဝေဘဖမ်းမိပြီးဂိုင်းကသူ့ကို မော်ဒယ်တခုကိုခေါ်ဆောင်သွားပြီးရဲ့နောက်ရှင်းချူးနဲ့ညူးထိုက်ပေမြို့မှာရှိတဲ့ဘန်တွေမှာအဝေနာမည်နဲ့ငွေစုစည်းရင်းဖွင့်ဖို့ကြိုးစားခဲ့တယ်။ရွေချက်ကအဝေရဲ့တခြားအကောင့်ကငွေတွေကိုအခုဖွင့်မဲ့အကောင့်ထဲကိုထည့်ပြီးရင် အဝေရဲ့ငွေတွေကိုသူတို့ရအောင်လုပ်မလို့ပါ။ဘန်ဝင်နန်းတွေကအဝေရဲ့နန်းနယ်နေတဲ့အခြေအနေကိုသတိပြုမိပြီးတောင်းဆိုမှုကိုညှင်းဆိုခဲ့ကြပါဗျ။ရှင်းနဲ့သူမရဲ့ခိုင်းကတော့ကြောက်လန့်ပြီးရက်တန့်သွားခြင်းမရှိဘဲနဲ့ နောက်ထပ်ကြံ့စည်မှုတစ်ခုကိုထပ်လုပ်ခဲ့ကြတယ်။ Telegram မှာကြော်ညာတွေပေးပို့ဖို့အတွက်အမည်မဖော်တဲ့အကောင့်တွေကိုဖန်တီးခဲ့ကြတယ်။ကာ Dismantler ခုတ်ကိုအသုံးပြုပြီးသူတို့ရဲ့တရားမဝင်ကိုရင်းအင်ကရောင်းဝယ်မှုဝန်ဆောင်မှုတွေကို အခြားအဖွဲ့တွေစီကိုကြော်ညာခဲ့ပါတယ်။သူတို့ကြော်ညာတွေပို့ပြီးတော့မကြခင်မှာပဲဝယ်သူတယောက်ကအဝေရဲ့အင်ကအစိတ်အပိုင်းအတွက် American Dollar 6000ပေးခဲ့ပြီးတော့လူသူကင်းမဲ့တဲ့ကားပါကင်မှာညအချိန်တွေ့ဆုံဖို့စီစဉ်ခဲ့ပါတယ်။ တတိလစ်နေတဲ့အဝယ်ကိုဂိုင်းကလူတယောက်နဲ့အတူကားထဲမှာသူတို့ပိတ်ထားခဲ့တယ်။ချင်းဆိုတဲ့နေရာကိုရောက်တဲ့အခါကားရက်ဖို့နေရာလွတ်တဲ့နေရာသာသူတို့ရှာလို့ရခဲ့တဲ့အတွက် စိတ်တွေရှုပ်ထွေးပြီးတတိကြီးကြီးနဲ့ဝဲသူရဲ့ရည်ရွယ်ချက်တွေကိုမေးခွန်းထုတ်ခဲ့ကြတယ်။ရုပ်တရက်ရဲကားတွေရဲ့အုံဩတန်ကညရဲ့တိတ်ဆိတ်မှုကိုဖြိုခင်းပစ်လိုက်ပါတယ်။ဒီလိုနဲ့သူတို့ရဲ့ဆိုးဝါးလာတဲ့အစီအစဉ်တွေပြက်ပြားသွားခဲ့ရပါပြီ။အခုသူတို့နဲ့ချိန်ထဲဝဲသူဆိုတာလို့ရဲအရာရှိတူပဲဖြစ်ပါတယ်။ပြောချချက်အရာအဆိုပါကိုင်းကို ကားရောင်းဝယ်တဲ့နေရာကနေတောင်ရွံ့ရဲ့ညနေခင်းဆိုလူစီကားတဲ့နေရာတွေအထိပါ နေရာ၅နေရာမှာစောင့်ကြည့်ထားခဲ့တာပါကားရဲ့နားရနေရာမှာပဲရှေးအပါဝင် အဖွဲ့ဝင်၅ဦးကို ထိတ်တက်ရင်ဆိုင်ဖမ်းဆီးရမိခဲ့တယ်။နောက်ပိုင်းမှာလည်းထိုင်ဝမ်မီဒီယာတွေကသတင်းပေးပို့ချက်အရဂိုင်းနဲ့ဆက်ဆက်နေတဲ့ကြံရပါ၄ဦးကိုပါဖမ်းဆီးရမိခဲ့ပါတယ်။ ဒီဖော်ထုတ်မှုကိုဘယ်လိုမျိုးဖော်ထုတ်နိုင်ကလေးဆိုတော့ဒီမတိုင်ခင်မှာသူတို့တွေကမ္ဘောဒီးယားနဲ့ပတ်သက်တဲ့နိုင်ငံမှုတစ်ခုကိုစစ်ဆေးနေတဲ့အချိန်တွင်းမှာပဲကနအူးအနေနဲ့ကတော့အဖွဲ့အစည်းတစ်ခုဆိုပြီးတော့သဲလွန်စာရရှိခဲ့တယ်။နောက်ထပ်အရေးကြီးတဲ့သဲလွန်စာတစ်ခုကတော့လင်းအမည်ရှိတဲ့လူတအူးပိုင်ဆိုင်တဲ့လက်ခံမုံကိုသူတို့ရရှိခဲ့တာပါ။အဲ့ဒီဖုံးရဲ့အချက်အလက်တွေအရကိုရင်းအင်္ကာတွေရိတ်သိမ်းခြင်းဆိုင်ရာလှုပ်ဆောင်ချက်တွေကိုအဓိကသားကောင်ဖြစ်တဲ့ one အမည်ရှိတဲ့သားကောင်ကို pick clack လို့ 이뉴 법야라고 တွေ့ရှိရပါတယ်။ဒီနေရာမှာ picklet ဆိုတဲ့သူတို့ရာဇဝတ်ကိုင်းကသုံးတဲ့အသုံးနှုန်းဟာဆိုရင်တားကောင်တယောက်ရဲ့အင်္ကာတွေကိုရိတ်သိမ်းခံပြီးတားကောင်ကိုရည်ညွှန်းတယ်လို့သိရပါတယ်။ဒီရှာဖွေတွေ့ရှိမှုအပေါ်ကိုအခြေခံပြီးတော့နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်ဖို့လှုပ်ဆော်ပေးခဲ့တာပါ။ဒီလိုနဲ့ဟွမ်းဆိုသူထံကိုရဲတွေချိကတ်တဲ့အခါမှာတော့အစပိုင်းမှာပူပေါင်းဆောင်ရွက်မှုမရှိခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့ snakehead guy ဆိုတာတရှိနေတဲ့အကြောင်းကိုဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ ။ဝမ်းကိုဒေါ်လာ1000ခွဲအရင်ပေးပြီးကမ္ဘောဒီးယားကိုရောက်ရှိချိန်မှာအမေရိကန်ဒေါ်လာနောက်ထပ်1000ခွဲထပ်ပေးမယ်ဆိုပြီးသူ့ရဲ့ကိုရင်းအင်္ကာတွေရယူဖို့အတွက်လိမ့်လည်ခဲ့တယ်။ဒီအဖြစ်အပျက်ကနေဝမ်းလွမြောက်နိုင်ခဲ့တဲ့တခုတည်းသောအရာကတော့ဝယ်သူက နောက်ဆုံးအချိန်မီလေးမှာ ဝယ်ယူမှုကိုပြန်လည်ရုပ်သိမ်းခဲ့လို့ပါဒီလိုနဲ့သူကမ်မောရီးယားမှာအစွန်ပြေခံခဲ့ရပြီးနိုင်ငံသားကြီးဝင်ကြီးဌာနရဲ့အကူအညီနဲ့ထိုင်ဝမ်ကိုပြန်လည်ရောက်ရှိခဲ့တာလို့သိရတယ်။အဲ့ဒီစုံစမ်းစစ်ဆေးမှုတွေမှာ Snake Hat ကိုသူတို့စောင့်ကြည့်ခဲ့တယ်။နောက်ဆုံးအဝေကိုလုတ်တဲ့အမှုမှာသူတို့အဝေကိုခဲ့တင်နိုင်ခဲ့တယ်။ စနေဟက်ကိုင်းရဲ့အဓိကပါဝင်သူတွေရဲ့ပါဝင်ပတ်သက်မှုတွေအပြည့်အစုံကတော့မေးမိန်နေပါသေးတယ်။စုံစမ်းစစ်သေးသူတွေရဲ့ပြောကြားချက်အရသူတို့ရဲ့ဩဇာလွှမ်းမိုးမှုနယ်ပယ်ကထိုင်ဝမ်မှာအကန့်အသတ်မရှိဘူးလို့ဖော်ပြနေတယ်။ထိုင်ဝမ်နဲ့ကမ္ဘောဒီးယားရာဇဝတ်ကိုင်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်လူကုန်ကူးမှုအစေခံအဖြစ်ရောင်းစားမှုနဲ့ လူသားမှုတွေအထိပါရာဇဝတ်မှုတွေရဲ့အဓိကနေရာတွေဖြစ်လာကြတယ်လို့ယုံကြည်ကြပါတယ်။တရားမဝင်ကိုရင်းအင်္ကာတွေရိတ်သိမ်းခြင်းမှလည်းဆေးဘက်ဆိုင်ရာဘေးကင်းမှုရှိတဲ့ခွဲစိတ်မှုတွေနဲ့ပြုလုပ်တာပါ။ ဆိုးရတဲ့နီလန်တစ်ခုတည်းအားဆိုရင်ကားကောင်ကို ရေခဲရေချိုးကန်ထဲမှာနင်းမြုပ်စီပြီးရနောက်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထုတ်ယူဖို့အတွက်ခွဲစိတ်မှုပြုလုပ်တယ်။တစ်ခါတရံမှာဆိုရင်တတိယနေပြီးတော့ဖြစ်စဉ်အတွင်းမှာ ကိုယ့်ကိုဘာလုပ်လဲဆိုတဲ့ဖြစ်ရက်ကိုမှတ်မိနေတဲ့သူတွေလည်းရှိပါတယ်။ဒီလိုမှမဟုတ်ပဲတတိမိနေရာကနေတတိပြန်လည်လာတဲ့အခါမှာဆိုရင်လည်းကုသမပေးခဲ့တဲ့ ချုပ်မပေးခဲ့တဲ့ဒဏ်ရာတွေကြောင့်ပြောမပြနိုင်လောက်တဲ့နာကျင်မှုနဲ့စိတ်ဒဏ်ရာတွေကိုပါရင်ဆိုင်ခဲ့ရတယ်။ရာဇဝတ်ခိုင်းတွေရဲ့ viewer ကဝင်ဝင်ကောင်းကောင်းအလုပ်ကင်တစ်ခုကိုပေးမယ်ဆိုတဲ့ view ဟာပါ။အောက်ဝင်နဲ့ဟောင်းတို့လိုမျိုးတားဟောင်းတွေကိုအလုပ်အကင်အခွင့်လန်းတွေနဲ့သွေးဆောင်ဖျားယောင်းခဲ့ပြီးစိုးရတဲ့အရာတစ်ခုအတွက်လှည့်စားမှုစော်ကားမှုနဲ့တခါတရံအသက်အနည်းပါထိခိုက်နိုင်တဲ့အခြေအနေတွေအထိပါဝင်ပါတယ်။ကြီးမားတဲ့ဝယ်လိုအားနဲ့အမျက်အစွန်းတွေများပြားတဲ့အတွက်တရားမဝင် ကိုရင်းအင်္ဂါဈေးကွက်ကကြီးထွားလာတယ်။သတင်းအရေးမြစ်တွေနဲ့စိုက်ဘာစုံစမ်းစစ်ဆေးသူတွေဟာအမောင်းဝက်ဘ်ဆိုက်ကတရားမဝင်ကုန်တယ်မှုတွေ၊ရောင်းဝယ်ဖောက်ကားမှုတွေအကြောင်းကိုအခိုင်အမာပြောဆိုနိုင်ခဲ့ကြပါတယ်။ဒါ့အပြင်ဈေးနှုန်းတွေကိုဖော်ထုတ်ဖို့အတွက်လည်းကြောင်းမွက်ဖွဲကကောင်းအောင်လွှဲကူပါတယ်။အမောင်းဝက်ဘ်ဆိုက်တစ်ခုမှာဆိုရင်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စိတ်ကြိုက်ရှာဖွေလို့ရတဲ့အနေအထားဟာတန်မှန် e-commerce platform တွေမှာဈေးရောက်ထားတယ်လို့မျိုးအသွင်အပြင်လိုမျိုးဈေးချင်းတောင်းလေးတွေငွေရှင်းစနစ်ကနေပို့ဆောင်မှုအသေးစိတ်နဲ့သူတို့အကြောင်းရေးထားတဲ့အစာမျက်နှာတွေကိုပါပြသထားပါတယ် website ရဲ့ရှေ့စာမျက်နှာမှာလူကိုရင်းအင်္ကာများနဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းများကို ကြာရာဂိုင်နှုန်းတိကျထုတ်ပို့ပြီးကဘာတဝမ်း ဘေးကင်းလုံခြုံစွာပို့ဆောင်ရောင်းချနေတာကိုကြော်ညာထားပါတယ်။ဈေးနှုန်းနဲ့တွဲပြီးလူအင်္ကာတွေကို graphic ပုံတွေနဲ့ပြသထားတာပါ။အစုပ်တစုံကိုဒေါ်လာ5000အသေးခ6000ကြောက်ကက်ဈေးဒေါ်လာ8000နဲ့နှလုံးခုန်နေစေနှလုံးတစ်ခုကိုဒေါ်လာ3000ပေးရပါတယ်။ပို့ဆောင်မှုအပိုင်းမှာဆိုရင်လေသင်ရဲ့ကိုရင်းအင်္ကာများကိုသင်အိမ်တို့အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းအာမခံပါတယ်လို့ရေးထားပါတယ်။သူတို့ရဲ့အထူး ထုတ်ပိုးမှုတွေကကိုရင်းအင်္ဂါတွေတစ်နှစ်အထိအလုံးလုံးအောင်လုပ်ထားပေးတဲ့ဆက်တွေပါဝင်ပါတယ်ချိတ်ဆက်ထားတဲ့အေဂျင့်တွေကသင်ဝယ်ယူမှုအတွက် လုံခြုံစိတ်ချရတဲ့ပို့ဆောင်မှုကိုအာမခံပေးပါတယ်လို့ဝက်ဘ်ဆိုက်မှာရေးထားပါတယ်ပို့ပြီးစိတ်လှုပ်ရှားစရာကောင်းတာကဝက်ဘ်ဆိုက်မှာ customer service အတွက် WhatsApp ဖုန်းနံပါတ်တစ်ခုကိုတွေ့ရှိရတာပါအဲ့ဒီလိုမျိုးပဲတခြားအမှောင် website တွေမှာဆိုရင်စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာတွေဖြစ်တယ် တနတ်မိုးရစေးပွားစာရဲစာရန်အတူကျေးစားလူသက်သမားနဲ့အသက်ရှိသေးတဲ့ကလေးငယ်တွေရရှိနိုင်တဲ့ဝန်ဆောင်မှုတွေကိုပေးဆောင်ထားတာတွေ့ရှိရပါတယ်။တရားမဝင်ကိုရင်ကအစိတ်အပိုင်းများရောင်းဝယ်ဖောက်ကားခြင်းကိုတိုက်ဖြတ်ဖို့ကြိုးပမ်းမှုတွေရှိပေမဲ့လည်းညပြလာတဲ့လုပ်ငန်းစဉ်တွေရှုပ်ထွေးပြီးလိုအပ်တဲ့သဘောတဘာဝတွေအပါအဝင်စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရပြီးနိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်းတွေနဲ့အောက်ဝေလိုမျိုးတားကောင်တွေကတရုတ်ခိုင်းတွေရဲ့ဖြားယောင်းမှုကြော်ကွင်းကိုခံခဲ့ရပြီးနောက်ဆုံးမှာတော့အကျွေးနုံထဲမှာနှစ်သွားပြီးရိုင်းနှက်ခြင်းနဲ့အဆိုးဆုံးကံကြမ္မာကိုရင်ဆိုင်ရလိမ့်ရှိပါတယ်ဒီပြဿနာကကမ်ဘောဒီးယားနဲ့အတူအာရှတိုင်းမှာပြန့်နှံ့နေပြီးတော့အဲ့ဒီခိုင်းတွေရဲ့ဩစာလွှမ်းမိုးမှုဟာမြန်မာနဲ့လာအိုအထိပါရောက်ရှိနေပါပြီ။ အဝေးရဲ့ပြန်ပေးဆွဲမှုမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေကို အခုအခါလူကုန်ကူးမှုကနေကိုရင်းအင်ကာရိတ်သိမ်းမှုတွေအထိကြီးလေးတဲ့ဆွဆဲချက်တွေနဲ့ရင်ဆိုင်နေရကြောင်းသတင်းအရေးမြစ်တွေကဖော်ပြထားပါတယ်။ထိုင်ဝမ်တရားစီရင်ရေးစနစ်ဟာဆိုရင်လေဒီကိစ္စကို နောက်ထပ်ရာဇဝတ်မှုတွေမဖြစ်ပွားအောင်ဟန့်ထားဖို့အတွက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေချမှတ်မယ်လို့ရည်ရွယ်ထားပါတယ်။အဝေကိုတော့ကံကောင်းထောက်မစွာကဲတင်နိုင်ခဲ့ပေမဲ့သူ့လိုမျိုးတခြားလူတွေတော်တော်များများကိုတော့ကဲတင်ဖို့မအောင်မြင်ခဲ့ပါဘူး။ဒီအမှုဟာအရှိတောင်အာရှမှာလူကုန်ကူးမှုနဲ့စိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အရေးပါတဲ့အမှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။ရာဇဝတ်မှုကွန်ရက်တွေဟာဘာသာစကားအမျိုးစုံပြောဆက်တဲ့ဤပညာကျွမ်းကျင်တဲ့ဆယ်ကျော်သက်တွေကိုပြစ်မှတ်ထားနေပြီးအခုခါသူတို့ရဲ့တားကောင် လိုက်တဲ့ခြေလမ်းတွေကိုလည်းချဲ့တွင်လျက်ရှိပါတယ်။သူတို့ရဲ့ digital ကျွမ်းကျင်မှုတွေနဲ့တရားမဝင် online လှုပ်ရှားမှုတွေဖြစ်တဲ့ online လိမ်လည်လှည့်စားမှုတွေတရားမဝင် လောင်းကစားတွေကိုအဓိကပြစ်မှတ်ထားပါတယ်။ကိုရီးအခုနေထိုင်တဲ့ကမ္ဘာကြီးဟာဘလောက်တောင်ကြောက်ဖို့ကောင်းနေပြီလဲ။အားလုံးဘေးကင်းပြီးတာယာသောနေ့လေးရရှိကြပါစေရှင်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။